တမီးဖြစ်သူကိုတထေးနဲ့လက်ထပ်စီတာချင်းတူပေမဲ့ဘိုးကြပြုခင်မိခင်နဲ့မတူညီတဲ့စိတ်ထားကြောင့်လူပြောများနေရဲ့ဆိုပြည့်အမိပရိသတ်များအားလုံးမင်္ဂလာပါရှင်တမီးတွေကိုတထေးနဲ့ပေးစားတာချင်းတူပေမဲ့မတူညီတဲ့စိတ်ထားကြောင့်ဘိုးကြပြုခင်ရဲ့အမိတော်အေးမြင်းနဲ့နှိုင်းရှင်ချီကျူးခံနေရတာကတော့ဆိုပြည့်သည်ရဲ့အမိတော်မလာခင်မှာဒီရပိုင်နုပညာလောကမှာတော့မင်္ဂလာပွဲသတင်းတွေကစုညံလို့နေပါတယ်အထူးသဖြင့်ငယ်စဉ်ဆုံးတွဲရဲ့ရွှေကိုပိတာတန်မင်္ဂလာပွဲကြီးပြီးတော့တဲ့နောက်မှာပရိသတ်တွေရဲ့အာယုံကမင်္ဂလာမောင်နှံစီကနေတို့ မီးတွေရဲ့မိခင်နေစီကိုရောက်သွားခဲ့ပါတယ်။အခုဆိုရှယ်မီဒီယာမှာအဓိကနှိုင်းယှဉ်ပြောဆိုနေကြတာကတော့မင်းသမီးဆိုပြီးတဲ့ဇင်ရဲ့မိခင်ဒေါ်မာလာခင်နဲ့မင်းသမီးပိုးချဖြူခင်ရဲ့မိခင်ဒေါ်အေးမြင့်တို့ရဲ့မတူညီတဲ့စိတ်ထားတွေအကြောင်းပါပဲ။ဘာကြောင့်ဒီမိခင်နှစ်ယောက်ကိုနှိုင်းယှဉ်နေကြတာလဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်လုံးကကိုယ့်ရဲ့တဲဦးလေးတော်သမီးတွေကိုအလွန်ချမ်းသာကြွယ်ဝတဲ့တတိယတွေနဲ့ပေးစားနိုင်ခဲ့တာချင်းတူလို့ပါပဲ။ မိခင်နှစ်ယောက်လုံးကကိုသမီးတွေကိုတတိကတော်ဘဝရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ကြပါတယ်။မင်းသမီးဘိုးကြောင့်ပြုခင်ဆိုရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမန္တလေးမြို့ကနာမည်ကြီးရွှေတတိကြီးပီကေထုံးနဲ့လက်ထပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ယရနာပီကေထွန်းစိန်ရွှေယရနာဆိုင်ကြီးရဲ့ပိုင်ရှင်တတိမကြီးဘဝကိုပိုင်ဆိုင်နေပါပြီ။မင်းသမီးဆိုပြတဲ့စဉ်ကလည်းအခုပဲနမဲကြီးမင်းသားချမ်းသာတဲ့မိသားစုကနေပေါက်ဖွားလာတဲ့တတိသာဟင်းဝရနဲ့လက်ထပ်နိုင်ခဲ့ပါပြီ။မကြခင်မှာသူမကလည်းခင်ပွန်းတဲ့ရဲ့စီးပွားရေးတွေကိုဦးစီးမဲ့တတိကတော်ဘဝကိုပိုင်ဆိုင်တော့မှသိကြပါရယ်။ဒီလိုဆိုရင်မိခင်နေရာလုံးကကိုသမီးတွေရဲ့ဘဝသားရေးမယားရေးအတွက်စိတ်အေးရပြီးတော့ပျော်ရွှင်နေကြရမှာမဟုတ်ဘူးလား။ ဒီနေရာမှာတရင်ပရိသတ်တွေအင်အားသွားရလောက်အောင်မိခင်နှစ်ယောက်ရဲ့စိတ်ထားနဲ့တုံ့ပြန်မှုကလုံးဝကွာခြားသွားခဲ့ပါတယ်။ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲအပြီးမှာဒေါ်မလာခင်တယောက်မျက်ရည်ဖြည့်မစင်နိုင်အောင်ငိုကြွေးနေခဲ့တာကိုအားလုံးပဲတွေ့မြင်ခဲ့ရပါတယ်။သူမပြောခဲ့တာကငါသမီးလေးကိုအလင်းပေးစားရတာနောင်တရတယ်။နှမျောတယ်။မွေးကလေးကအမေနဲ့သမီးအတူတူနေလာကြတော့အခုတော့သမီးလေးကယောက်ျားရသွားပြီဆိုပြီးတော့သမီးလေးကိုခွဲခွာရလို့မချိနိုင်အောင်ဝမ်းနည်းပူဆွေးနေခဲ့တာပါ။ ပရိသတ်တွေကဘိုးကျဖြူခင်ရဲ့မင်္ဂလာပွဲတော့ကမြင်ကွင်းကိုပြန်လည်တူးဖော်လာကြပါတယ်။အဲဒီတုန်းကမိခင်ဖြစ်သူဒေါ်အေးမြင့်ကောင်၊သမီးဖြစ်သူရဲ့မင်္ဂလာပွဲမှာတော်တော်လေးကိုပျော်ရွှင်နေခဲ့တာပါ။မျက်ရည်ကြောင့်ဝမ်းနည်းတာမျိုးလုံးဝမရှိခဲ့ပါဘူး။တကယ်တမ်းနှမျောစရာလို့ပြောရရင်ဘိုးကျဖြူခင်ရဲ့ခင်ပွန်းအကူထုံးကတစ်ခုလက်ကလေးသုံးယောက်အဖေဖြစ်ပါတယ်။ အရင်တုန်းကဘိုးကြပြုခင်ကနာမည်အကြီးဆုံးအပြိုအဆင်ဆစ်ဆစ်ထိတ်တန်းမင်းသမီးဖြစ်နေတာပေါ့ကိုသမီးအပြိုလေးကိုအိမ်တောင်ပြက်ကလေးသုံးယောက်အဖေနဲ့ပေးစားရတာကိုတောင်းမိခင်တော်အေးမြင့်ကနှမျောတယ်လို့တစမအမကြီးညူပဲရွှေသမန့်ငွေသမန့်ရလို့ပြောရှင်နေခဲ့တာလို့ပြောကြပါဗျ ဒါပေမဲ့တဖက်မှာတော့ကိုသမီးလေးကိုလူပြိုလေးနာမည်ကြီးမင်းသားချမ်းသာတဲ့တထေးတောင်ဘာမှအပြစ်ပြောစရာမရှိတဲ့ဟင်းဝင်ရံလိုယောက်ျားကောင်တစ်ယောက်နဲ့တမတ်တော်ရတဲ့ဒေါ်မလာခင်ကတော့နောင်တရတဲ့နှစ်မျိုးတွေဆိုပြီးဘာဖြစ်လို့ဒီလောက်တောင်ဝမ်းနေပူဆွေးပြနေရလဲ။ဒါကြောင့်ပြိသက်တွေကမေးခွန်းထုတ်လာကြတာပါ။ဒါကတကယ်မိခင်တန်ရုံးစင်အစ်စ်လားဒါမှမဟုတ်မီဒီယာတွေရှိမှတမင်အကဲပူပြနေရလား။သမီးကိုဒီလောက်နှစ်မျိုးနေရင်ဘာဖြစ်လို့အစကတည်းကလက်ထပ်ခွင့်ပြုခဲ့တာလဲဆိုတဲ့မေးခွန်းနေနဲ့လူပြောများနေရဖြစ်ပါတယ်။ပြိသက်ကြီးတို့ရော ီမိခင်နှစ်ယောက်ရဲ့မတူညီတဲ့စိတ်ထားပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်